ုံလေးတွေ့စုံလေးအဲ့ဒီဟာကဟိုဟာကိုငယ်ခေါ်ရဟာလေးကိုဟိုဘယ်လိုပဲမလဲဟိုကျွန်တော်တို့ပြောစီခြင်းလို့ပေါ့ပြောစီခြင်းလို့ဟာဟိုခေါ်လဲတဲ့သဘောပါနောက်ဆိုလို့ရှိရင်သူပြတ်ပဲပါတော့မယ်ထားတယ်နော်ဟုတ်တယ်အေးဟုတ်တယ်ကိုငယ်အမဆိုရင်ဘာပြောလဲဆိုတော့တက်ခုခုဆိုလို့ရှိရင်လည်းငါညီမလေးဘက်ကပဲတဲ့အေးဒီအိမ်နောက်ကိစ္စနဲ့ပတ်သက်ပြီးရင်လည်းတဲ့အဲညီမလေးဘက်စီမံမစေးတော့တဲ့ညီမလေးဘက်လှုပ်စေတဲ့ဘာမှမပြောနဲ့တဲ့ ကာပဲလဲနော်ဆိုရင်လည်းတားငယ်လေးပြောရှင်ပါစေသက်ဆွနဲ့ပြောရှင်ပါစေ။အမအဲ့အဲ့ဒီဟာကဟိုကကိုငယ်ခေါ်တဲ့ဟာလေးကိုဟိုဘယ်လိုပြောမလဲစတဲ့သဘောမျိုးလေး ဟိုမွေးနေ့ပွဲတော့ဟာလေကိုကိုငယ်ခေါ်တဲ့အတိုင်းလေးကိုခေါ်ရတယ်ဖိုင်တစ်ခုမှကျွန်တော်တွေ့လိုက်တယ်ဟုတ်အဲအဲ့ဒါကတော့ဘယ်လိုပြောမလဲကိုငယ်ခေါ်တဲ့စကလုံးကိုခေါ်ကျွန်တော်ခေါ်တဲ့စကလုံးအမေရတော့ကျွန်တော်တို့ပြောစီခြင်းလို့ပေါ့ပြောစီခြင်းလို့ဟာဟိုခေါ်လိုက်တဲ့သဘောပါခေါ်လိုက်တဲ့စကလုံးပေါ့နော်ဟုတ်ကဲ့ဟိုအဖေနဲ့မေရတော့အဲစုပြည့်ကိုတော့တမီးလေးလို့တော့ခေါ်တာတမီးလို့ပဲခေါ်တာနောက်ဆိုလို့ရှိရင်စုပြည့်ဘက်ပဲပါတော့မယ်ထင်တယ်နော်တခုခုဆိုလို့ရှိရင်ကိုငယ်ဘက်ကမပါတော့ဟုတ်တယ်အေးဟုတ်တယ် ဝမ်းလဲဝမ်းသာတယ်ဟိုပျော်လဲပျော်တယ်ကိုကိုသားသမီးလိုမျိုးချစ်ခင်ပေးရဲ့အတွက်ဒါဆိုပြရအရင်ဝမ်းသာတယ်ပြီးတော့ကိုကလည်းကိုငယ်မိဘတွေဒီဆိုပြရဒါမိဘပဲအဲ့အတွက်ကြောင့်မလို့ဆိုပြရလည်းမိဘမိဘတွေလိုမျိုးဆိုပြရစိတ်ထဲမှာသဘောထားတယ်အဲနောက်တစ်ခုကကြတော့ကိုငယ်အမတွေမြမတွေကလည်းဆိုပြကိုချစ်တယ်ချစ်တဲ့အပြင်ကိုငယ်အမဆိုရင်ဘာပြောလဲဆိုတော့တကခုခုဆိုလို့ရှိရင်ငါညီမလေးဘက်ကပဲလေအဲ လေကတကယ်တကယ်အဲ့လိုပြောတာအမမလေးလည်းလာတယ်ချစ်တာနော်ဟုတ်တယ်အဲကိုငယ်အမတယောက်ရှိသေးရဲ့လေအာကိုငယ်အာကိုငယ်တော့တားလို့ခေါ်တာနော်တားတော့တဲ့အာအမတော့တဲ့စပြေဘက်ကပဲတဲ့ကျွန်တော်ရဲ့အမအကြီးဆုံးပေါ့အကြီးဆုံးကျွန်တော်နဲ့ဆိုလို့ရှိရင်အသက်က9နှစ်လောက်กว่า9နှစ်လောက်กว่าလဲဆိုတဲ့အခါကျတော့ ဟိုကျွန်တော်လည်းကျွန်တော်မှတော်တော်လေးချစ်ပါတယ်ကျွန်တော်ချစ်တယ်လို့ပဲစုပ်ပြူလည်းချစ်တယ်အဲဒီအိမ်နောက်ကိစ္စနဲ့ပတ်သက်ပြီးရင်လည်းတဲ့အဲညီမလေးပဲစီမံမစီနော်တဲ့ညီမလေးပဲလှုပ်စေတဲ့ဘာမှမပြောနဲ့တဲ့ကိုလိုထောက်အပ်ပေးလိုက်ပြီကာပဲလဲနော်ကာပဲအဲတိုင်းပဲကျွန်တော်ကျွန်တော်ဖဖေမမေးရလဲစုပ်ပြုတ်ချစ်တယ်ချစ်တယ်ကျွန်တော်ဖဖေဆိုလို့ရှိရင်အချို့ကိစ္စတွေဆိုလို့ရှိရင် ဟုတ်ကျွန်တော်နဲ့တော့တက်ပြီးတော့တက်တက်မဆွေးနွေးဖြစ်ဘူးသမီးစီကိုပဲတစ်ခါတည်းပြန်ပြီးတော့ဟုတ်လားဒါသာဖြစ်သွားတာဟုတ်ကဲ့သမီးရဲ့ဟုတ်တယ် ရင်ထဲကလည်းနှစ်ဖက်မိဘကရင်းနှီးပြီးသားနဲ့ကိုရင်ထဲကဆိုဆိုပြတို့ရဲ့ဒီရုပ်ရှင်ရိုက်ရိုက်တဲ့ရိုက်ကွေးတက်တဲ့ချောင်းမှာဆိုပြနဲ့ကုငယ်နဲ့ခင်မင်းတို့နှစ်ဖက်မိဘအချင်းချင်းရလည်းခင်မင်းရင်းနှီးရှိပြီးသားဘာလို့ဆိုကုငယ်တို့ကတိုက်တိုက်ပိုင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲတချို့အလိုကိစ္စတွေကြတော့ဆိုပြအဖေနဲ့ပဲပြောရဆိုပြအဖေကကြတော့အလိုမျိုးပေါ့နော်ရုပ်ရှင်ကားတွေပါဆိုလက်ခံပေးရသူဆိုတော့အာကုငယ်ရဲ့အမေနဲ့ရောအဖေနဲ့ရောအဲဆိုပြရဲ့အဖေမေကနှစ်ခုရဲ့ရင်းနှီးပြီးသား ရင်းနှီးပေးတာပေါ့နော်တကူတည်းကမြစ်တာတရားနဲ့နေတော့ကပူရခင်ပါစေအာမင်္ဂလာဥတုလေးကဒါဆိုပြေတို့ဒီတောင်ကူမှာပေါ့နော်တောင်ကူမှာဆိုပြေတို့အမတ်တရားလေးဖြစ်သွားတာပေါ့နော်အဲဒီကိလစာရဲ့ဖျားထိတိရင်လည်းမှာဆိုပြေတို့ဒါမင်္ဂလာဥအလူလေးအဖြစ်နဲ့လူတန်းဖြစ်တာပေါ့နော်ဟုတ် အဲဒီနေ့ဒါမန်းရွှေလီပွဲမှာတော့ဒါဝင်တဲ့သူတွေရောပြိသက်တွေရောအများကြီးပေါ့နော်ဟိုတွေ့ရတဲ့လည်းဝမ်းသာတယ်အဲဒီနေ့မှာဆိုလို့ရှိရင်မန်းရွှေလီရာဒါ promotion တွေလည်းအများကြီးပေးထားတယ်ဝင်တဲ့သူတွေအတွက်လည်းလက်ဆောင်တွေလည်းအများကြီးရှိတယ်ဆိုတော့အဲဒီနေ့မှာလာရောက်ဝယ်ယူအားပေးတဲ့ပြိသက်များအားလုံး customer များအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ချက်ပြီးတော့လည်းဝယ်ယူအားပေးပါအောင်လို့ဆိုပြီးရမန်းရွှေလီကိုစားဖိတ်ခေါ်ချင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျွန်တော်ကလည်းအာ ခုဒီပွဲကိုပေါ့နော်လာရောက်ပြီးတော့မှအားပေးကြတဲ့ပြည်သက်များအားလုံးပြီးတော့မတ်ရွှေတီမတ်ရွှေနီစိတ်ရွှေနာဆိုင်ကိုလာရောက်ပြီးတော့မှဝယ်ယူအားပေးကြတဲ့ကစ္စတမကစ္စတမများအားလုံးနဲ့ခொနည်းတာဝန်များအားလုံးအားလုံးပေါ့နော်အဆအဆအရာအစီအပြေချုံးမွေပြီးတော့ကိုစိတ်နှစ်ပါအမြဲတမ်းကျမ်းမာချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးချင်ပါတယ်ဝယ်သူစိတ်ကြီးမတ်ရွှေနီ